အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live year season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒါဒီမနက်အစောပိုင်းမှာကျွန်တော်အိမ်ပြန်ရောက်ပါတယ်အဲ့တော့ဒါကျွန်တော်အိမ်ပြန်ရောက်ချိန်မှာပဲဒါကျွန်တော်တော့ဝန်တိုင်းမင်းညကတော့ဒါကျွန်တော်တပုတ်ကြံခဲ့တယ်ဘောနော်တပုတ်ကြံခဲ့ကျွန်တော်အားဒါလေးကိုခွင့်လွှတ်ပေးပါအဲ့တော့ ဒါမင်းညကမလွတ်လပ်ရတဲ့သတင်းလေးကိုဒီနေ့မနက်မှာလှုပ်ပေးချင်တာဖြစ်ပါတယ်။အဲ့ဒါကဒါကျွန်တော် Manchester United အသင်းအနေနဲ့သူတို့ရဲ့ဒုတိယမြောက်ပေါ့နော်။ဒါကျွန်တော်ခေါ်ယူမှုကတော့မကြခင်မှာအပီးတက်နိုင်လိမ့်မယ်ဆိုပြီးတော့ Samuel Lacas ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာပြောထားတာကိုတွေ့ရမှာ။အဲ့တော့အဲ့ဒါကဘာကိုပြောချင်တာလဲ။အဲ့ဒါသိကြတယ်မလဲရှိမှာ Manchester United အသင်းနဲ့တရဝင်းဒါကျွန်တော်တို့ဒုတိယမြောက်ကမ်းလှမ်းမှုအဖြစ် Brian Ambuambo ကိုတရဝင်းပြုတ်လုထားခဲ့တာဖြစ်တယ်။အဲ့တော့ဒီ Brian Ambuambo တွေ့တာကျွန်တော် Manchester United အသင်းနဲ့ဒါကျွန်တော်သိတဲ့လောက်ပေါ့နော်။ဒါ total အားဖြင့်63သန်းတန်းရှိတဲ့ package ကို Brian ုဘက်ကိုတရားဝင်ကမ်းလှမ်းခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒီအပြောင်းရွှေ့ကတော့အပေါင်းလက္ခဏာဆောင်သွားပြီဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ ဆမ်မြူလက်ကတ်ကပြောဆိုခဲ့ရတဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ Laurel White ဝဲကလည်းဒီအဲ့ပေါ့ဒီအပြောင်းရွှေ့ရတာကျွန်တော်မှန်ကန်တဲ့ဒါလမ်းကြောင်းကိုသွားနေတယ်ဆိုတဲ့သဘောမျိုးဒါ Laurel White ဝဲကလည်းပြောတဲ့အတွက်ကြောင့်မလို့ဒါ TN1 level ကြီးပြောပုံညာဆိုရင်တော့မကြခင်မှာဒါ Manchester United အသင်းနဲ့ Brian Mbeumo ကိုရရှိတော့မယ်ဆိုတဲ့ပုံစံဖြစ်သွားတော့ Brian Mbeumo ရဲ့လက်ရှိအပြောင်းရွှေ့ကလူတွေထင်နေလူမျိုးဒါကျွန်တော်နံပါတ်၄လားတကယ်၄လားအဲ့လိုမျိုးနည်းနည်းပြောအောင်အဲ့တော့ဒါတည်ရတော့နောက်ဆုံး update ရဆိုရင်တော့ Manchester United ဘင်းကနောက်ဆုံးဒါ fix week အနေနဲ့ 58သန်း plus 5သန်းဆိုတဲ့ပုံစံမျိုးကို United ဘက်ကကန့်လန့်ခဲ့တယ်လို့သိရတယ်မဟုတ်ပါဘူး။ပြောချင်တာလက်ရှိမှာဒါ Brentford ဘက်ကလူချင်းခဲ့တဲ့နံပါတ်နဲ့တော်တော်လေးကိုနှိစက်သွားပြီဖြစ်တဲ့ကြောင့် Brentford အသင်းနဲ့ဒီနံပါတ်ကိုပဲဆက်တယ်လို့သွားပူတဲ့ရာဂိုင်းလုံးများတယ်ဆိုပြီး Laurel White ဘက်ကရေးသားထားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ ပြောချင်တဲ့သဘောတရားနောက်ဆုံး update သတင်းတွေရဆိုရင်တော့ Brian Awobo ဘက်ကရ Manchester United ဘက်ကိုခေါင်းညင်ပြီးသားဖြစ်တယ်။သူနေတာတခြားသောအသင်းကြီးတွေမှာသူ့ကိုကန့်လန့်ထားခဲ့ပေမယ့်သူကိုယ်တိုင်ကလည်း United မှာ United ဖြစ်ချင်နေတဲ့သဘောမှရှိတယ်။အဲ့တော့ဒီပြောင်းရွှေ့ကတာ United အတွက်ဒါကြောင့်မို့ပို့ပြီးတော့လွယ်ကူသွားတယ်လို့ပြောလေ။အဲ့တော့ United အသင်းအတွက်လက်ရှိမှာ Brian Awobo ကဒီနေ့နေရာဒီရဲ့ဒုတိယမြောက်တရားဝင်ခေါ်ယူမှုဖြစ်လာဖို့အတွက်အင်မတန်မှနှိစက်နေပြီ။အဲ့တော့ Brian Awobo ရဲ့ contract situation နည်းနည်းပြောလိုက်အောင်။ Brian Awobo Manchester United အသင်းနဲ့ ဒါလက်ရှိနောက်ဆုံး update တွေအရဆိုရင်တော့ဒါ9နှစ် plus 10နှစ်စာချုပ်ချုပ်မယ်လို့သိရတယ်ဒီမှာပါတယ်စာချုပ်ရဲ့လက်ရှိလုခလာစာကတသိန်းခွဲရှိမယ်လို့သိရတယ် bonus ပါညာတက်မယ်ဆိုတော့2သိန်းလောက်ကတ်သွားနိုင်ခဲ့ပြီမြေ base salary ကိုတော့ဒါကျွန်တော် Brian M1 နဲ့သိန်းခွဲပဲရရှိမှာဖြစ်တယ်ဒီသိန်းခွဲလက်ရှိမှာဒါကျွန်တော် Matthew S. Connor ရဲ့အပြောင်းရွှေ့နေခက်ဆစ်စင်ပါပဲအဲ့တော့ဒါသူတို့ရဲ့ performance beat ပေါ့လက်ရှိမှာဒါ United ဒါ Omar Brett တို့လုတ်ချင်တဲ့ပုံစံမျိုးတိုင်း United တို့ကဒါကျွန်တော်တို့ဖော်ဆောင်နေတယ်လို့ဆိုလို့ရတယ်မှာပါတယ်အဲ့တော့မှတ်မိလားလားမသိဘူးဒါ United တို့ဒါ Omar Brett တို့အနေနဲ့ခုလက်ရှိဒါကျွန်တော်နောက်ဆုံး ံး financial year fiscal year fiscal နဲ့ပတ်သက်ပြီးဒါထွက်လာတဲ့သတင်းတွေပေါ်မှာသူနဲ့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာ United အနေနဲ့အခုလက်ရှိအဓိကပြောင်းလဲရမှာ United အသင်းရဲ့ဒါကြောင့်လုခလာစာရဲ့ structure ကြီးခုံသူပြောင်းလဲခြင်းနဲ့သူပြောခဲ့တယ်အခုလက်ရှိမှာဒီလိုပုံစံမျိုးသူအနေနဲ့ပြောင်းလဲနေလို့ကျွန်တော်အနေနဲ့မြင်တယ်ကစားသမားရဲ့ performance ပေါ်မူတည်ပြီးသူတို့အနေနဲ့ reward ပေးသွားမယ်အခုလက်ရှိမှာ Matthews ခွန်တာပဲကြီးကြီး Brian Amon ပဲကြီး base salary ကသတင်းဝင်စူးစမ်းရင်ဒီကောင်အနေနဲ့တပတ်လုခနှစ်သိန်းနှစ်သိန်း1000တိတက်သွားနိုင်မယ်ဒီဒါမှရှိတယ်မစူးစမ်းဘူးဒါရလက်အဖြစ်ခြေစွမ်းအဖြစ်မကောင်းဘူးဆိုရင်တော့မင်းတသိန်းခွဲပဲရမယ်စူးစမ်းမယ်ဆိုရင်နှစ်သ ိတ်2,000ထိတိုးသွားနိုင်မြေဆိုအဲ့တော့ပြောချင်တာကတကယ်တည်းပြန်ကြည့်မယ်ဆိုရင်တော့ဒါဟာတော်တော်လေးကို value ဖြစ်တဲ့ အပြောင်းအရွှေ့နှစ်ခုလို့မြင်တယ်အဲ့တော့ United အသင်းတွက်ကလက်ရှိမှာနောက်ပိုင်းမှာဒါကျွန်တော်တို့ Ineos အုပ်စုအနေနဲ့ဒါစာတော်လေးကိုတတ်သွားပြီဖြစ်ပြီးတော့မလူလာအပ်ပင်တဲ့လုခလာစာကိုဆွတ်ဆက်ပြီးမပြီးတော့တဲ့အကျင့်ကိုလည်း United ဘက်ကနေစတင်ပြီဖြစ်အဲ့တော့နောက်ဆုံးဗျဒီကစားသမားရဲ့အလုပ်မဖြစ်ဘူးဆိုရင်တော့မှတစ်ဖက်အသင်းအနေနဲ့ခေါ်မလက်တစ်ဖက်လုခလာစာပေါင်သသိန်းခွဲဆိုဗျအခုလက်ရှိမှာ Brentford နဲ့ Aston Villa တို့တောင်ပြီးနိုင်နေစည်းဖြစ်တဲ့အတွက်ကြောင့်မို့အကဲခုနပြောလို့ Okay United အသင်းကထွက်သွားပြီရှိတော့ United အသင်းမှာခြေစွမ်းမပြတ်သေးရှိတော့သသိန်းခွဲဆိုတာ Back Club ဝင်ခေါ်ခေါ်ခေါ်လို့ရတဲ့ level တစ်ခုမှရှိနေအဲ့တော့ လို့ပြောတာကျွန်တော် United အသင်းအတွက်ဒါတော်တော်လေးကို save ဖြစ်တဲ့ဒါကဏ္ဍတစ်ခုဖြစ်တယ် United အသင်းအတွက်ဒါဟာကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ပုံကူရည်ရမြင်ပြီးတဲ့အချိန်မှာပါတယ် Brian Anwar ကိုတော့ Manchester United အင်ဂျီနဲ့ July 9ရက်နေ့မှတိုင်ခင်မှာမြင်ရဖို့များတယ်ကျွန်တော်ကခုနကကျွန်တော် predict လုပ်ထားခဲ့လို့ပဲကျွန်တော်ထင်တာဒီတစ်ပတ်အတွင်း United အသင်းနဲ့ဒါ Brian Anwar ရဲ့အပြောင်းအရွှေ့ကိုအပြီးသက်သွားနိုင်မယ်လို့မြင်တယ် Brentford အနေနဲ့ဒီနေ့မှမှဒီက United ရဲ့တတိယမြောက်ကမ်းလှမ်းမှုကိုဒါကျွန်တော်တို့လက်ခံသွားဖို့ရှိတဲ့ဆွေသတင်းတွေကတော့ တော်လေးကိုတက်လိုက်ပြီအဲ့တော့ Brian Aubameyang ကို Manchester United ပြည်သူတွေတော့ရှောင်မြုံနေရမယ်လို့ပြောလို့ရမယ်ပါအဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ Brian Amwamu ကို United ဘက်ကတိုက်စစ်မှုပုံစံမျိုးကစားလို့ရတဲ့သတ်မှတ်ထားခဲ့ပေမဲ့ United ဘက်ကဈေးသက်သက်သာသာနဲ့ရနိုင်မဲ့တိုက်စစ်မှုတရားကိုလည်းဆက်လက်ပြီးတော့ခေါ်ယူနေတယ်လို့သိရတယ်မှာပါတယ်။အဲ့ဒီနေရာမှာဒါကျွန်တော်အခန်းအဓိကအခန်းကဏ္ဍအဖြစ်ပါဝင်ပတ်သက်နေတာ Rice Bowl Wildland ပဲ။ Wildland ရဲ့အပြောင်းအရွှေ့မှာဒါ Manchester United တင်က Rice Bowl Wildland ကိုရောင်းဖြစ်ခင်းမှာသာတိုက်စစ်မှုတရားခေါ်ယူလို့ရမယ်တယ်မှာပါတယ်။အကယ် Rice Bowl Wildland ကအတင်းကမထွက်ဖြစ်ခဲ့ဘူးဆို United တင်တိုက်စစ်မှုတရားခေါ်လို့ရတဲ့အနေထားမှာမရှိဘူး။အဲ့တော့ဒီနေရာမှာ Rice Bowl Wildland ကဘယ်လောက်ထိအရေးပါနေတာမှာရှိတယ်။ Rice Bowl Wildland ကိုအခုလက်ရှိမှာ Inter Milan ကအခုချိန်ထိ တော်တော်လေးကိုအလူရှိနေတော့ဖြစ်တယ်။အင်တာမီလန်ဘက်ကသတ်မှတ်ထားတာ Rice Moon Highland နေတဲ့ဒါသူတို့စီရောက်လာမယ်ဆိုဒီကစားသမားပို့ပြီးတော့ improve ဖြစ်လာမယ်ကစားသမားပြောချင်တာလက်ရှိမှာတူရန်ကလည်းမကြခဏ injury prone နေတဲ့အတွက်ကြောင့်မို့မိနစ်90လေးတခါခါကြရအပြည့်မစောရတဲ့အတွက်ကြောင့်မို့လား ဟိုအိုင်လန်က physically ရဒါကျွန်တော် capable ဖြစ်ပြီးတော့ဒါတစ်ချိန်ကလည်း Atlanta မှာကစားမှုတွေကစားသမားဖြစ်တဲ့ကြောင့်ဒါ series ကြောင်းနဲ့တဲ့ charity တယောက်နဲ့သူတို့အနေနဲ့ခေါ်ခြင်းနဲ့ပြည်တာခုနကမကြခင်မှာဒါ Martinez တို့သူတွေတို့နှစ်ယောက်တစ်ယောက်တစ်ယောက်များထွက်သွားခဲ့သည်ရှိတော့ဟိုအိုင်လန်ကိုအစားထိုးဖို့အတွက်လည်းကြိုတင်ပြီး season နဲ့ဆွဲသဘောမှာရှိအဲ့တော့ဟိုအိုင်လန်ကိုလက်ရှိမှာ Inter Milan ဘက်ကနေယူတော့ Dawson ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရဖို့တော့ Dawson နှစ်ခေါက်သုံးခေါက်ရှိပြီး try နေတာဘောနော်ဒါပေမဲ့ အသင်းနဲ့တင်းကြတော့ဒါကျွန်တော်စကားပြောရတယ် United ဘက်ကတော့ရှင်းတယ် Rice Mohyland တော့ Euro 30နဲ့တန်း90ကြားမှာရှိတဲ့ဈေးတစ်ခုမြန်မာရမယ်ဆိုတော့သူတို့နေရောင်းထုတ်သွားဖို့ရှိတယ်အဲ့ဒီကရတဲ့ပတ်စံနဲ့ပဲ United အသင်းကတိုက်ဆက်မှုကိုပြန်ဝယ်သွားဖို့အတွက် market ထဲမှာခြေစပ်မှုရှိတယ်အဲ့တော့ United အသင်းကဒါတိုက်ဆက်မှုပြန်ဝယ်သွားမယ်ဆိုအခုလက်ရှိမှာ target ထားနေကစားသမားတော်တော်များကစီးဝီးရဖြစ်တယ်အဲ့တော့ United နဲ့ခုနောက်ပိုင်းတော်တော်လေးကိုဒါကျွန်တော်တို့တရင်ထွက်လာခဲ့တဲ့အသင်းကဘာလဲဆိုတော့တရင်ထွက်လာခဲ့တဲ့ဒါကျွန်တော်တို့ကစားသမား Moise Kane ပဲ ဝိုင်စကင်းတို့တော်တော်လေးတို့ဒါ United ကဒါကျွန်တော်တို့သဘောကျတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ့်တဲ့မှာပါတယ်တကယ်တမ်းဒီကစားသမားကဘယ်လောက်ထိတန်ကြီးရှည်လက်ရှိမှာ Fiorentina မှာဒီကစားသမားဒါကျွန်တော်မဆိုးဘူးပြောလို့ရတယ်ဝိုင်စကင်းကဒါကျွန်တော်တို့ဒါ Italy Series မှာဒါကျွန်တော်တို့မဆိုးလာတဲ့အခြေအနေဒီမှာဒါကျွန်တော်တော်တော်လေးကိုနေရာအပြောင်းရှိတော်များတယ်ဒီကစားသမားဒါကျွန်တော်မဲ့ရ Everton မှာလည်းကစားခဲ့တယ် Juventus မှာလည်းကစားတယ်အခုလည်းရှိတော့ Fiorentina နဲ့ဒါတော်တော်လေးကိုစုံတယ်ပေါ့နောက်ဆုံးတော့ဒါ Fiorentina မှာတော်တော်လေးကိုခြေချခဲ့ပြီးတော့ဒါမဲ့မဲ့ရပဲဒါ Juventus ကနေ Fiorentina ကိုပြောင်းသွားတဲ့အချိန်မှာလူတော်များဒီကစားသမားဘောကအော်မလွယ်တော့ပါဒါပေမဲ့ Fiorentina န်တီနာမာတာမွိုက်စကိနဲ့တော်တော်လေးကိုမဆိုးတဲ့ခြေစွမ်းတစ်ခုပြတ်သားခဲ့တယ်။ဘယ်လောက်တိတော့ကောင်းခဲ့လို့ဆို32ပွဲကစားပြီးတော့16ဂိုးသွင်းပြီးတော့3ဂိုးဖန်တီးခဲ့တဲ့ဒီကိုသူနေတော်တော်လေးကိုခြေစွမ်းပြခဲ့တယ်။ပြောချင်တာကဂိုး20ကျော်ပါဝင်ပတ်သက်မှုရှိခဲ့တယ်။ပြီးရင်ကျွန်တော် Conference League မှာဒါ6ပွဲမှာ3ဂိုးသွင်းခဲ့ပြီးတော့ဒါကျွန်တော်တို့ မဆိုးလာတဲ့ခြေစွပ်တစ်ခုသူပြသခဲ့တယ်ဗောနော်အီတလီဒါဟိုကပ်ဖလားမာရတာတလုံးတော့တပွဲမှာတကိုးသွင်းတယ်အဲ့တော့အသက်အရဖြစ်ဆိုလဲတကယ်နဲ့ပြန်ကြည့်မယ်25နှစ်ပဲရှိ2000ခုနှစ်ဘွားပြ25နှစ်ပဲရှိတယ်အဲ့တော့စာရုပ်တန်းရာနည်းနည်းလေးကြံ့နေတဲ့ United အသင်းနဲ့ဒီကစားသမားကိုလူချင်းနေဆိုရင်တော့တော်တော်လေးကိုညှိရမယ်သဘောမှာရှိတယ်အဲ့တော့ဒါ United အသင်းဘက်ကတော့ကျွန်တော်တို့ Rice Blue White Land ကိုရောင်းချပြီးတော့အဲ့ဒီပတ်စံကို Moy Skin ကိုပြန်သုံးသွားမယ်လက်ရှိမှာ Moy Skin ကိုတော့ Fiorentina ဘက်ကတတ်မှတ်ထားတဲ့ဈေးမဟုတ်ပဲね Transfer Market ကတတ်မှတ်ထားတဲ့ဈေးအရဆိုရင်တော့ Euro 190ဆိုတဲ့ဈေးကိုတတ်မှတ်ထားတယ်အဲ့တော့ဒီဈေးကိုဒါ United အသင်းက ပေးမလားဒါမှမဟုတ်ကတော့ခေါ်မဲ့ Fiorentina ရဲ့ဈေးကရောဘယ်ဈေးဖြစ်မလဲဒါကိုကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်နေထားမှာရှိရလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးအမြင်မှာကျွန်တော်ကမြင်တယ်အဲ့တော့ပြောချင်တာ United တင်းနဲ့တိုက်စစ်မှုရှာဖို့တော့မှလည်းဒါ Dusan Vlahovic ကလည်းပါဝင်နေစေဖြစ်တယ်အဲ့တော့ United တင်းကအခုလက်ရှိမှာဒါတိုက်စစ်နေရာအတွက်ဒါသူတို့နေတဲ့ Hugo Akatai ကိုတော်တော်လေးကိုသဘောကျတာမှန်ပေမဲ့ တကယ်နဲ့နင်သားငါလားဟိဆိုတဲ့ movement နေမှာဆိုရင်ဒါ Hugh Academy ရဲ့ဒါအပြောင်းရွှေ့စေက Euro 300နာနီနီကတ်တဲ့ကြောင့် United အသင်းကလုံးဝစိတ်ဝင်စားတော့အခုလက်ရှိမှာ United အသင်းနဲ့ Marquee signing တွေကိုတော်တော်လေးကိုလှုပ်ဖို့အတွက်စဉ်းစားစရာမရှိဘဲသူတို့အနေနဲ့သူတို့အသင်းကို experience အနေနဲ့ကောဒါကျွန်တော်တို့အာခြေစွမ်းအနေနဲ့ကိုအကျိုးပြုနိုင်မဲ့ကစားသမားတွေသူတို့အနေနဲ့အဲ့တော့ပြဿနာ United အသင်းနဲ့ risk you are မဲ့ potential ရှိတဲ့ကစားသမားတွေဆိုတာထက်နာတကယ်ကိုကိုသွင်းတေးကြတဲ့ proven ဖြစ်တဲ့ကစားသမားတွေကိုဆိုတာ United အသင်းနဲ့ဒီနှစ်ညရာသီမှာခေါ်ယူသွားဖို့ကြံစည်နေအဲ့ဒါကြောင့်မို့လဲ Moise Kean က topic တဲ့ပါလာဒူဆန်ဖလာဟူဗီတို့ကလည်း top ပိတ်တဲ့ပါလာဖြစ်တယ်။ဒူဆန်ဗလာဟိုဗစ်တို့ကလည်း United ဘက်ကနေပြီးတော့တီးတဲ့သတင်းတွေရဆိုရင်တော့ Jadon Sancho ဒူဆန်ဗလာဟိုဗစ်ရဲ့အလဲလှယ်ပုံစံမျိုးဖြစ်သွားနေတယ်ဆိုတော့ကောလာဟာလာရဲ့ထွက်နေတယ်။ဒါ Sancho ကိုဒါကျွန်တော်လက်ရှိမှာ Juventus ကအလူရှိနေတယ်ပေါ့။ဒါပေမဲ့တော့ဝန်တိုင်း Sancho ရဲ့ပြဿနာကလည်းလောက်ခလာစားပြဿနာရှိရဲ့။အဲ့တော့ဒါလက်ရှိမှာ အဲ United ဘက်ကတိုက်စစ်မှုလိုချင်တယ်တိုက်စစ်မှုပေးချင်တဲ့ကလပ်တွေလည်းရှိတယ်ပြီးတော့ဒါကောလာဟာလာတွေကတီးရဲဆိုရင်တော့ Napoli ဘက်ကလည်းအခုလက်ရှိမှာဒါကျွန်တော်တို့တိုက်စစ်အပြောင်းလဲအတွက်တော့သူတို့အနေနဲ့ White Line ကိုလိုချင်တယ်ဒါမှမဟုတ် Garnacho ပေါ့နော် White Line သို့မဟုတ် Garnacho နဲ့ Osimhen နဲ့အလဲလဲပုံစံမျိုးကိုလည်း Napoli နေနေနဲ့စိတ်ဝင်စားတယ်အဲ့တော့ United အသင်းကအခုလက်ရှိမှာ White Line ကတမန်များနေတယ်ကစားသမားကိုယ်တိုင်ကလည်းရှိမှာ United အသင်းအတွက်တိုက်ပွဲတအားဝင်ချင်တဲ့ပြဿနာလေးတော့ရှိတယ်ဒါပေမဲ့ United ဘက်ကတော့အတင်းထိုးရောက်မယ်ဆိုကစားသမားကထွက်မယ်ဆိုရင် United အသင်းကတော့ကစားသမားအတွက်က benefit ရနိုင်မယ်အပြောင်းရှိတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါဒါ ါတော့ပါပဲအဲ့တော့ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတဲ့ TV4U တို့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ဆိုမဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါနဲ့ကောင်းမွန်သောဗနဲ့ကင်းလေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ ကျွန်တော်တို့တွေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲ good morning လို့ပြောရင်းနေပဲကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဒေးပါဗျာ